ဲ့လိုဆိုရင်စိတ်နှလုံးကိုပူလောင်အောင်ရှုမြိတ်တာကဘာတော့ပြောခဲ့ပြီနော်ဒီရာဂဒေါသမောဟတရားတွေပဲဘသူမှတကယ်တမ်းကလာရှုတာမဟုတ်ဘူးဘသူကြောင့်ကစိတ်တွေပူရတာဘသူကြောင့်ကစိတ်တွေညှိရတယ်ဆိုတာကထိုက်တဲ့လောက်တော့လည်းပဲအကြောင်းတရားတစ်ခုအနေနဲ့ပြောလို့တော့ရပါတယ်မကောင်းတဲ့လူတွေနဲ့တွေ့ရတယ်တဘာဝမကြတဲ့လူတွေနဲ့ပြောရရှုရတယ်ဆိုရင်ကိုယ်စိတ်တွေပူလာတယ်တကယ်လို့သာသူတို့နဲ့မတွေ့ရဘူးသူတို့ပြောတာမကြားရဘူးဆိုရင်ကိုယ်စိတ်လည်းပူစရာအကြောင်းမရှိဘူးပေါ့သို့တော့ခက်တာက ဲ့ဒီလိုလူတွေနဲ့မတွေ့ဘူးအဲ့ဒီလိုလူတွေရဲ့စကားကိုမကြားဖို့အတွက်ဖုံဖုံတို့မှာရွေးချယ်ခွင့်မရှိဘူးတွေ့ရင်တွေ့ရမှာပဲကြားရင်ကြားရမှာပဲသူတို့ကိုဖုံဖုံတို့ဖယ်ရှားလို့မရဘူးဟုတ်လားအဲ့တော့တကယ်တမ်းကစိတ်ပူနေတာစိတ်ညစ်နေတာကအဲ့ဒီပြင်ဘက်ကအကြောင်းတစ်ခုတည်းကြောင့်ပူနေတာညစ်နေတာမဟုတ်ဘူးဆိုတဲ့အဓိကတော့ချက်ကိုဖုံဖုံတို့မြင်အောင်ကြည့်ရမယ်ဘာကြောင့်စိတ်ကပူနေတာလဲဆိုတော့အဲ့ဒီပြင်ဘက်ကအကြောင်းတရားတွေအာယုန်နေနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲက ာယောနိတော့မနတိကာရနှလုံးသွင်းမှားယွင်းမှုဖြစ်လိုက်လို့စိတ်ကပူသွားတာလောင်သွားတာ